အခုကျွန်တော်ကြည့်ပေးမှာကတော့တနင်္ဂနွေသားသမီးများအတွက်အော်တိုဘာလဒီလဝက်ကနေစပြီးတော့လကုန်ပိုင်းဒီအလောက်ကိုင်းငွေကြေးနဲ့ထူးထူးခြားခြားဘာတွေကြုံတွေ့ရနိုင်မလဲဆိုတာကိုကြည့်ပြီးမှပဲဖြစ်ပါတယ်။အရင်ဆုံးအလောက်ကိုင်းနဲ့ငွေကြေးပိုင်းအခြေအနေကိုဒါကျွန်တော်ကအင်္ဂါဝိစာနဲ့ကြည့်ပြီးတော့ဟောကြားပေးမှာပဲဖြစ်ပါတယ်။နောက်ထူးထူးခြားခြားဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုတော့တေရော့ကတ်နဲ့ ကကြမှာဖတ်ကြားပေးပါပဲဖြစ်ပါတယ်ခင်ဗျာတနင်္ဂနွေသားမိများဟာဂူဒီအော်တိုဘာလာကုန်ပိုင်းအထိလုပ်ငန်းကိန်းငန်းပိုင်းနေနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေနောက်အခွင့်အလမ်းကောင်းတွေကိုရရှိစေနိုင်ပါလိမ့်မယ်အဲ့တော့လက်ရှိလုပ်ငန်းကိန်းငန်းတွေကိုပြင်ဆင်တာတို့ကြောင်းလဲတာတို့တိုးချဲ့တာတို့ဒါလောက်ကင်ဆောင်ရွက်ဖို့အတွက်အခွင့်အခါအသင့်ဆုံးဒါအချိန်ကာလပိုင်းချလို့လည်းပဲ ဟောကြားပေးလိုက်ရပါတယ်အဲ့တော့လုပ်ငန်းခိုင်ခံပိုင်းနဲ့ပတ်သက်တဲ့အဆင်ပြေမှုကောင်းမွန်မှုတွေကိုအများဆုံးရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာ။နောက်ကြီးခဲ့တဲ့သူတွေရဲ့အကူအညီကောင်းတွေ၊နောက်မျက်နှာသာပေးမှုတွေကိုလည်းပဲရရှိစေတတ်ပါတယ်။ငွေကြေးပိုင်းမှာတော့ငွေကြေးကုန်ကျမှုတွေအထွက်အပြုတွေတအားများတတ်ပါတယ်။ငွေကြေးအတွက်နဲ့နည်းနည်းစိတ်သောကများစရာလေးတွေလည်းပဲဖြစ်ပေါ်စေနိုင်လိမ့်မယ်လို့တွေးရပါတယ်။အထူးပြောလို့တဲ့အချက်ကတော့ငွေကြေးပိုင်းမှာ အကုန်အကြအထွက်ပြူတွေအဲများပြီးတော့ပေါ့နော်အဲ့ဒီအတွက်နဲ့အဲစိတ်ညစ်ရမယ့်စိတ်ရှောရမယ့်ပုံစံလေးတွေကိုတွေ့ရပါတယ်ခင်ဗျာတကယ်အခုဒါကတော့အဓိကကျွန်တော်ဟောပြောပေးတဲ့အလောက်ကိုင်းနဲ့ငွေကြေးပိုင်းအခြေအနေဖြစ်ပါတယ်ဆက်လက်ပြီးတော့ဘာတွေထူးထူးခြားခြားကြုံတွေ့လာရဖွယ်ရှိနိုင်တယ်လဲဆိုတာကိုတော့တဲရော့ကန်နဲ့ကံကြမ္မာဖျားကြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ရှိမှတဝူးချင်းတယောက်ချင်းဘေးရီမင်းမြန်းကျင်တဲ့မိတ်ဆွေများက TikTok ဘိုင်ယုံမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာ ရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမေးမြန်းလို့ရပါတယ်တူဦးချင်းတယောက်ချင်းရဲ့ဂိမ်းကန်းကိုတွေ့ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်လိုအပ်တဲ့ရေရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံပူစွာကတူဦးကိုနှစ်ပေါင်းချက်ယူပါတယ်ခင်ဗျာအဲအခုဆက်လက်ပြီးတော့ဒီလားကိုပိုင်းဒီဘာတွေတူတူကြကြရှိလာနိုင်မလဲဆိုတာကိုတရော့ကန်လေးနဲ့ကြည့်ပေးလိုက်ပါပြီ။ အပြောင်းလဲကြီးကြီးမားမားတချို့ကြုံတွေ့လာရနိုင်ပါတယ်။အိုးပြောင်းအိမ်ပြောင်းအလုပ်ပြောင်းနေရပြောင်းစတဲ့အပြောင်းလဲမျိုးတွေဖြစ်ပေါ်စေတတ်တယ်လို့နေရအရွှေပြောင်းလေးတွေလို့ဒါမှမဟုတ်ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေမျိုးတို့စတဲ့ပုံစံမျိုးလေးတွေကိုတွေ့ရတယ်။တိတာထင်ရှားတဲ့တိုးတက်ကောင်းမွန်မှုတွေအောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းမှာကိုယ့်ကိုကိုယ်ကြီးဖေးမမဲ့သူတချို့နဲ့လည်းပဲ ကြုံတွေ့ရတတ်တယ်လို့ကိုကိုအနှောက်ယှက်ပြီးအတိုက်အခိုက်ပြုတဲ့သူများနဲ့လည်းပဲကြုံတွေ့ရတတ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီခုအော်တိုဘာလလဝယ်ပိုင်းကနေစပြီးတော့အော်တိုဘာလကုန်ပိုင်းဒီတနင်္ဂနွေသားမိများရဲ့ကန်သာတာအခြေအနေဟာများသောအားဖြင့်တိုးတက်ကောင်းမွန်မှုတွေကိုရရှိလာစေနိုင်ပါလိမ့်မယ်ခင်ဗျာ။ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။သဘောကျနေသက်တဲ့ဆိုအပေါ်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။ တင်းလာသားသမီးများအနေနဲ့အခုရောက်ရှိနေတဲ့အော်တိုဘာလလာဝက်ကနေစပြီးတော့အော်တိုဘာလကုန်ပိုင်းအထိအလောက်ကိုင်းငွေကြေးနဲ့ထူးထူးခြားခြားဘလို့အဖြစ်အပျက်တွေကြုံတွေ့ရနိုင်မလဲဆိုတာကို ဟောကြားပေးမှာပဲဖြစ်ပါတယ်အဲ့တော့ခရာဦးဆုံးအလောက်ကိုင်းအခြေအနေကိုကြည့်လိုက်တဲ့အခါမှာတင်းလာသားမိများဟာလုပ်ငန်းကိုင်ငန်းပိုင်းတွေမှာမတင်မကျဖြစ်နေတာပါတယ်အဲ့တော့ဟိုမြောက်တီမြောက်ဖြစ်နေပါတယ်လို့ဆိုရမှာပါပဲအဲ့တော့ကိုလုံးနေတဲ့အလုပ်တွေကမပြီးစီးတာတို့မပြီးပြတ်တာတို့အဲထင်းကော့ခက်ခဲကြံ့ကြာနေတာတို့စတဲ့ပုံစံမျိုးတွေကို ုံရတတ်ပါတယ်။နောက်တစ်ခုကလုပ်ငန်းကိုင်ငန်းပိုင်းတွေမှာအခက်အခဲအနှောက်အယှက်လေးတွေအနည်းနဲ့များဖြစ်ပေါ်စေတတ်ပါတယ်။ဒါလေးတွေကိုနည်းနည်းဂရုစိုက်ဖို့လိုပါတယ်ခင်ဗျာ။မိတ်ဆွေတွေကဗီဒီယိုပိုင်းလေးကိုကြည့်ရှုနေပြီဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။ follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။တင်းလာသားသမီးများအနေနဲ့ငွေကြေးစီးပွားလက်လာပါပိုင်းအနေနဲ့ပတ်သက်ပြီးတော့ တော်တော်လေးပွင့်လန်းတိုးတက်လို့လာပါလိမ့်မယ်။ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေတစ်ခုပြီးတစ်ခုပေါ်ပေါက်လာနိုင်ပါမယ်။ဥမာဈေးရောက်နေတဲ့သူတရားဆိုလို့ရှိရင်ပို့ပြီးတော့အယောင်းဝယ်တွေကောင်းလာလိမ့်မယ်။လက်လာပါတွေရွှင်လာပါလိမ့်မယ်။ဒါမှမဟုတ်တာတနာသားကြီးများရဲ့ဒီအော်တိုဘာလကုန်ပိုင်းအထီးပေါ့နော်။ငွေကြေးကန်ကြမ္မာအခြေအနေကတော့တော်တော်လေးကိုကောင်းမွန်လာပါတယ်လို့ဒါလက်ရှိအင်္ဂါဝိဇ္ဇာအရာကျွန်တော်အနေနဲ့ဟောကြားပေးလိုက်ရပါတယ်။ဘာဒီတူတူကြဲကြဲကြုံတွေ့ရနိုင်အောင်လဲဆိုတာကိုတဲရွက်ကလေးနဲ့လည်းပဲထပ်ပြီးတော့ ကြည့်ပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေများကကျွန်တော်ရှိမှာတဝူးချင်းတယောက်ချင်းဗီဒီယိုမင်းမြန်းကျင်နေဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမင်းမြန်းလို့ရပါတယ်ခင်ဗျာတဝူးချင်းတယောက်ချင်းရဲ့ကိန်းငန်းကိုတွက်ချက်ပြီးတော့ လိုအပ်တဲ့ဘေးရင်ဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်။နောက်တိလို့တဲ့မေးလို့တဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်။နောက်လိုအပ်တဲ့ရေရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံဘူးသောကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ကဲပြီးတော့တင်းလာသားသမီးများအတွက်ဒီလကိုပိုင်းအခြေအနေလေးကိုကျွန်တော်တဲရော့ကလေးချိုးကြည့်လိုက်ပါပြီ။တင်လာသားသမီးများအနေနဲ့အောက်တိုဘာလဝယ်ပိုင်းကနေစပြီးတော့လကော်ပိုင်းအထိဒီကာလတွေမှာ မိကောင်းဆွေကောင်းနေနဲ့စုံတွေ့ရတတ်ပါတယ်။ဆရာသမားလိုပုံကိုယ်တွေအကြီးအကဲလိုပုံကိုယ်တွေရဲ့အကူအညီကောင်းတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာ။ဘယ်ကိစ္စကိုပဲလုံးလုံးဉာဏ်ပညာအတွေးခေါ်နဲ့လောက်ကင်ဆောင်ရွက်ခြင်းအပြင်ပေါ့နော်။ ပုံမူပြီးတော့တိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်အဲ့တော့ဒီအချိန်ကာလမှာအတီတူးညံတူအတွေးတူးအမြင်တူအတွေးသည့်အမြင်သည့်အိုင်ဒီယာသည့်တွေထွက်ပေါ်လာနိုင်သလိုအရာတွေကိုအသုံးချလုံဆောင်ရင်းနဲ့လည်းပဲအောင်မြင်မှုများရရှိနိုင်ပါလိမ့်မယ်လို့ပြောကြားပေးလိုက်ရပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနေသက်တဲ့သောအဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ အင်္ဂါသားသမီးများတွေအခုရောက်ရှိနေတဲ့အော်တိုဘာလလာဝက်ကနေစပြီးတော့အော်တိုဘာလလာကုန်အထိပေါ့နော် ါကကြံချမအခြေအနေကိုဟောပြောပေးပါပါအဲ့လိုဟောပြောပေးတဲ့ဆိုတဲ့အခါမှာအလောက်ကိုင်းတဲ့ငွေကြေးပိုင်းရဲ့နောက်ထူးထူးခြားခြားဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုတေရော့ကတ်လေးနဲ့ဒါကကြံချမဖတ်ကြားပေးပါပါမိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဒီမှာရှိတဲ့အပယ်လေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာအင်္ဂါသားမင်းများဟာလုံငန်းကြိုင်ကြံပိုင်းနေနဲ့ပတ်သက်တဲ့အစစ်မပြေမှုတွေ တော်တော်များများကိုကြုံတွေ့လာရနိုင်ပါတယ်အလုံးမှာအပြိုင်ဆိုင်တွေအနှောက်ယှက်တွေအတိုက်ခိုက်တွေပေါ်များစေတတ်ပါတယ်လုပ်ငန်းခိုင်ငံမကောင်းပါဘူးဆိုတဲ့သူတွေကရက်လိုက်ရတဲ့အခြေအနေမျိုးတွေဒီကိုဖြစ်သွားတတ်ပါတယ်ဒါမှမဟုတ်အလုံးမှာတော်တော်လေးဂယူဆိုင်ဖို့သတိထားဖို့တော့လိုအပ်နေတယ်လို့ကျွန်တော်အနေနဲ့မှားချလို့ပါတယ်ခင်ဗျာထို့နည်းတူသာပဲအလုံးကိုင်းတဲ့သူငွေကြေးပိုင်းနဲ့ပတ်သက်တဲ့ အခက်အခဲလေးတွေလည်းပဲဖြစ်လာနိုင်ပါတယ်အဓိကအပြင်တော့ငွေကြေးအတွက်နဲ့စိုးရိမ်သောကတွေအဲပူပင်ရမယ့်အခြေအနေမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ငွေကြေးကိစ္စမှန်များအကုန်လုံးဟာလွယ်လွယ်ကူကူရှောရှောရှူရှူနဲ့အစင်မပြေနိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုပဲအဲကျွန်တော်အနေနဲ့တွေးရပါတယ်ဒါကြောင့်မလို့ဒါအလောက်ကရောငွေကြေးပိုင်းရောနှစ်ခုသလုံးအားနည်းနေတဲ့ပုံစံမျိုးကို တွေ့ရပါတယ်ခင်ဗျာ။ဘာပဲဖြစ်ဖြစ်ဒီအခုလာမကုံခင်မှာဘလို့ထူးထူးခြားခြားအခြေအနေတွေဘလို့ကောင်းမွန်တိုးတက်မှုတွေရရှိနိုင်အောင်မလဲဆိုတာကိုအခုကျွန်တော်တဲရော့ကတ်လေးနဲ့ကြည့်ပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကကျွန်တော်ရှိမှာတအူးချင်းတယောက်ချင်းဗီဒီမီးမြန်းကျင်နေဆိုရင် TikTok Bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ချူတင်စာရင်းပေးကဗီဒီမီးမြန်းလို့ရှားပါတယ်ခင်ဗျာ။ တဝူးချင်းတယောက်ချင်းရဲ့ဘေးဒင်ကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဘေးဒင်ဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်။သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြေပြဟောပေးတယ်။လိုအပ်တဲ့ရည်ရွယ်တွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ဉာဏ်ပူဇော်ကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ကဲကူးဆက်လက်ပြီးတော့အင်္ဂါသားသီးများတွေဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုကြည့်ပေးလိုက်ပါပြီ။အင်္ဂါသားမီးများနေနဲ့ခေါင်းမူစရာစိတ်ရှုပ်စရာတွေတော်တော်များများရှိလာနိုင်ပါတယ်။ဖီအားတွေအောက်ကိုရောက်နေတတ်တဲ့ပုံစံမျိုးလေးတွေ ဖြစ်တတ်ပါတယ်အကောင်းဆုံးကျွန်တော်အကြံဉာဏ်ပေးခြင်းတာကဘယ်ကိစ္စကိုပဲဖြစ်ဖြစ်လှင်လင်းညံ့ညံ့အဲစဉ်းစားဆုံးဖြတ်ပြီးတော့လောက်ကန်ဆောင်ရွက်ပါလို့အကြံပြုပေးလိုပါတယ်။နောက်ဒီကာလတုန်းကခရီးသူခရီးရာကြီးတွေသွားတတ်ပါတယ်။အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကောင်းပါတယ်။အဲ့တော့ကံနေကောင်းဖို့အလောက်ကန်တဲ့ငွေကြေးပိုင်းရဲ့အစင်မပြေမှုတွေကနေပြီးတော့အစင်ပြေစေနိုင်ဖို့အတွက်ဆိုရင် ခလေးငယ်လေးတွေကိုမုံဝယ်ကြွေးတာတို့ငုံဘိုးပေးတာတို့ကစားဆရာဝယ်ပေးတာတို့လုပ်ပေးပါကို့ကြောင့်ခလေးလေးတွေပျော်ရွှင်ရလေအဲကိုရဲ့ကံတွေတောင်းလာလေပဲလို့ကျွန်တော်အနေနဲ့ဟောကြားပေးလိုက်ရပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အပတ်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ